အောင်မြင်တိုးတက်ဖို့အတွက်လို့ပြောရင်တကယ်တော့စီးပွားရေးတစ်ခုရဲ့ငွေကြေးလက်ပတ်ရှင်းသည့် secret of the success အောင်မြင်မှုရဲ့လှုပ်ရွှက်ချက်တဲ့ is system နည်းစနစ်ဖြစ်ပါတယ်။ဟုတ်ပြီနော်။ KFC ဥပမာလေးပြရမယ်။ KFC ကြက်ကြော်နော်ဆရုနိုင်ငံမှာမင်းရှိတာပဲ။ကြက်တွေဆရုရှိတာပဲ။စီတွေရှိတာပဲ။ကဲကြော်ဆိုတော့မရ။အဲ့ဒီ system ကိုဆရုမသိတဲ့အတွက် KFC လို့ဆရုစီးပွားရေးတခုတိစောက်လို့မရ။ဒါကြောင့်စီးပွားရေးတခုရဲ့အောင်မြင်ခြင်းရဲ့လှုပ်ရွှက်ချက်တဲ့ system ပဲ။နည်းစနစ်ကောင်းတစ်ခုတိစောက်အောင် နေစနစ်ကောင်းတစ်ခုရပြီဆိုရင်အဲ့စီဝါရေးတစ်ခုတည်အေကံမှုရှအောင်မြင်နေပြီအဲ့ဒါ money machine ပဲငွေကြေးဆက်ပဲအဲ့ system အဲ့တော့စတို့ရဲ့အောင်မြင်မှုလို့ပြောရင်အောင်မြင်ခြင်းရဲ့လိုအပ်ချက်သည် system ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ငွေကြေးရှာဖို့တဲ့အခါမှာအစုံမင်းလေးတစ်ခုပါအဲဒါစတို့ကဘာမှာ download ဟုတ်ပြီနော်ဒါငွေကြေးနဲ့ပတ်သက်ပြီးတော့အကြံပေးပုံကိုယ်လေးဖြစ်တဲ့ download ပြောတဲ့စကလုံးဖြစ်ပါတယ် system make money တဲ့စတို့ရဲ့ system ဒီပတ်ဆောင်ပြုလုပ်နေပါတယ်နောက်တစ်ခုကနော်ဒါ Robert Hill Sakri ပြောတဲ့စကလုံး money make money ငွေကြေးကငွေကြေးကိုပြန်ပြုလုပ်နေလိမ့် ပတ်စံရှိလာသည်နဲ့အမျှပတ်စံတွေကပတ်စံတွေပြန်တိုးပေါင်းလုပ်ပေးနေလိမ့်မယ်။ဥပမာဆရာအမြဲတမ်းပြောတဲ့ပုံမြင်လေးတစ်ခုရှိတယ်။ဦးချမ်းသာနဲ့ဦးစင်ရဲ့ပုံမြင်။ဦးစင်ရဲ့ကဘဲဥမရှိတဲ့အခါမှာသူကဘဲဖောက်လို့ကိုမင်ရ။ဘဲဥတလုံးရလိုက်စားလိုက်ဆိုတော့ဘဲကိုမပေါက်။ဦးချမ်းသာကကြတော့ဘဲဥပိုတဲ့အခါမှာဘဲဥကိုဘဲဥပြန်ဖောက်တယ်။အဲ့ဒီဘဲဥဘဲဥကနေမှတဆင်ဘဲပြန်ပေါက်ပြီးတော့ဘဲတွေပြန်ဥနေသူကပတ်စံတိုးပေါင်းနေတာ